အားလုံးမင်္ဂလာပါဗျာ။နှစ်ဆက်ဒီဇိုင်းတော့ဘောနော်ကျွန်တော်တို့အလုပ်ပေါ်ရအနည်းဆက်ဆုံးလေးရအလုပ်ပေါ်ဗျာ။ပထမပိုင်းပေါ်နော်၄၃၅ဆိုတဲ့ကဏ္ဍလေးပေါ်နော်။ငါးလို့လေးရဝိုင်းချင်းနဲ့၄၃၅လေးတက်ပေါ်တယ်ပေါ်နော်။ကျွန်တော်အဲ့ရ site လေးကိုမိတ်ဆွေတို့ကြားရပေါ်နော်။ဟောင်းမောင်းဘူးနော်။ခု၂၂ကြိမ်မှာကျွန်တော်အဲ့လို လီဖိန်းဂျန်ဝဲလေးတစ်ခွက်ပေါ့နော်ကျွန်တော်လောတယ်ကြက်လိုက်ပါမယ်နော်မစိလိုကြိုက်လေထိုးပေါ့နော်ကြိုက်ရင်တော့မထိုးနဲ့ပေါ့နော်ဆက်ဆက်လိုက်အောင်နော်ပထမကပ်ပေါ့နော်အဲ့မှာပထမကပ်မှာဗျဒီ၃ညပေါ့နော်လေးရှစ်လေးဖြစ်ပါတယ်နော်၃ညလေးရှစ်လေးဖြစ်ပါတယ်သူက အမ်မှာ3ထိတ်လို့တစ်ချက်ရိုက်တယ်ဗျเนาะ3ထိတ်ရိုက်တယ်သူ့ရဲ့တပွဲကမှာဒီ၄နဲ့၉ပေါ့เนาะငါလို့စောင်းထားတယ်ငါလို့စောင်းပြီးတော့သူကအလိုတစ်ထိတ်လို့ကြိုက်ထားပေါ့เนาะအပထမကပ်ပေါ့เนาะဒုတိယကလေးတော့အောင်မှာเนาะဒုတိယကလေးရောတော့လေသူနဲ့တဲ့တယ်ပေါ့เนาะစောင်းစောင်းလေး1 2 3 4 5ပေါ့เนาะသူ့ရဲ့အောက်မှာပေါ့เนาะ လို့သုံးညပိတ်ပေါ့နော်လေးထိတ်ပေါ့နော်ရှစ်ထိတ်လို့ရိုက်တယ်သုံးညလေးရှစ်ပေါ့နော်အဲ့ဒီသုံးထိတ်လို့လည်းခံလိုက်တာလို့ပေါ့နော်သုံးထိတ်ခံနေသူ့ရဲ့တဝဲကြမှာ311ပေါ့နော်ငားလို့ပြန်စောင်းတယ်ငားလို့စောင်းတယ်စောင်းပြီးရတဲ့အဲ့လိုဘေးမှာတစ်ထိတ်လေးရလဲကပ်ပေးထားရပါနော်ဒါဒုတိယကပ်ပေါ့နော် တတိယကလေးသွားအောင်မနော်တတိယကလေးသွားပြန်တော့လေစောစောလေးပေါ့နော်တင်းနေ3 4 5သူ့အောင်မှာပေါ့နော်တုံညာပိတ်၄ထိတ်၈ထိတ်လို့ပြောတာပေါ့နော်တုံညာ၄၈လို့လို့လေးခင်းထားတယ်နော်အဲ့မှာတုံညာ၄၈လို့ခင်းနေ၃ထိတ်လို့လည်းခံထားတယ်ပေါ့နော်၃ထိတ်လို့ခံနေ သူ့ရဲ့သဘွေးကမှာပေါ့နော်အလိုပါဗျာတစ်ခွန်ခွန်ပေါ့နော်ငါလိုပြန်စောင်းထားတယ်ငါလိုစောင်းနေတစ်ထိတ်ရလေပြန်ခင်းပေးထားပေါ့နော်ဒါတတရကပေါ့နော်ကျွန်တော်ပြန်သွားအောင်နော်အဲ့မှာခမကကိုပြန်စားအောင်နော်၃၄၈လို့ဖြစ်တယ်၃ထိတ်လို့ဖြစ်တယ် သူ့ရဲ့တဝဲကမှာ၄နှစ်ကိုပေါ့နော်ငားလို့စောင်းတယ်စောင်းပြီးတော့တစ်ထိတ်လေးလို့ခင်းထားတယ်နော်ဒီတစ်ထိတ်လေးခင်းပြီးတာနေသူ့ရဲ့အဲ့လိုမြင်းကုန်ပေါ့နော်ဒီငားလို့စောင်းတာလေးကငားဖိတ်လို့ကြတယ်ဒီတစ်ထိတ်လေးရဲ့စောင်းပါပေါ့နော်ငားဖိတ်လေးကြတယ်ငားဖိတ်လေးအောင်မှာလဲဒီခွန်လို့လေခံထားရပေါ့နော်ခွန်ပိတ်လေးလည်းခံပေးထားတယ်အဲ့ပောက်သီးကောင်ကသူ့ရဲ့ ီ360ဆိုတဲ့ကဏ္ဍပေါ့နော်ဒီ360လေးရလေသူ ਨੇ တဲ့တယ်ပေါ့နော်၃ရပိတ်တယ်ခါးနှလုံးက6ရ3ရရှိတယ်ဒီ360ဆိုကဏ္ဍလေးကြပေါ့နော်ဒါပထမကပ်ပေါ့နော်ဒုတိယကပ်လေးကိုတွောင်းအောင်နော်ကွာဝေးတွေကတော့ဒူဒူပါရဲ့နော်ဒီ3ရ4 7လို့ဖြစ်တယ်3ထိတ်လို့ဖြစ်တယ်သူ့ရဲ့တဝဲကြမှာ ငားလို့စောင်းတယ်တစ်ထိတ်လို့ခံတယ်နော်တစ်ထိတ်လို့ခံပြီးရတယ်သူ့ရဲ့တပွဲစားမြန်းကုန်လေးမှာပေါ့နော်ဒီငားဘရိတ်လို့ကြာတယ်ကိုကိုခွန်ငားဘရိတ်ကြာတယ်သူ့ရဲ့အောင်မှာအဲ့လိုပဲခွန်လို့လေးပဲပြန်ပိတ်ထားပေါ့နော်သူ့ရဲ့စောင်းမှာဒီကိုသုံးငားဆိုတဲ့ကနန်းကုန်လေးကြာတယ်ကိုသုံးငားဒီသူ့ရဲ့ရေမောင်တန်းရဲ့ပေါ့နော်သုံးပိတ်ရဲ့ခါနှလုံးက395ပေါ့နော် ဒါလေးလေ395လို့စောင်းထားရယ်395လို့ကြားတယ်ဒါကျွန်တော်ယူစပါတော့နော်ဒါဒုတိယကပေါ့နော်တတိယကလေးကိုသွားအောင်ပါနော်တတိယကလေးသွားပြန်တော့လေအဲ့လို348ပေါ့နော်ဖြစ်တယ်3ထိပ်လို့ကြားတယ်သူ့ရဲ့တပွဲကြမှာ5လို့စောင်းတယ်တစ်ထိပ်လို့ဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်ပြန်တယ်သူ့ရဲ့ငန်းကုန်လေးမှာပေါ့နော် ဒီငါးဘိတ်လို့လဲတစ်ချက်ခံတာပေါ့နော်ငါးဘိတ်ခံတယ်တဝဲကြမှာခွန်လို့လဲပိတ်ထားပေါ့နော်သူ့ရဲ့ဒီငါးဘိတ်ရဲ့စောင်းမှာကြမဲ့ကနန်းလေးပေါ့နော်အဲ့မှာသူနဲ့ရေပုံတန်းရဲ့ပေါ့နော်အပိတ်လေး၃ဘိတ်လေးရဲ့6ရဲ့3ရဲ့ပေါ့နော်360ဆိုတော့ခဏလေးပေါ့နော်ကြားလိုက်လို့ရှိပါတယ်နော်အဲ့မှာဒါတတိယကပ်ပေါ့နော်အဲ့တော့ ာတခါလောက်ပြန်ရှင်းပြအောင်နော်အဲ့မှာ348ဖြစ်တယ်3ထိပ်လို့ဖြစ်တယ်သူ့ရဲ့တဝဲကြမှာ9လို့စောင်းတယ်တစ်ထိပ်လေးလို့ပိတ်ထားတယ်နော်ပိတ်ထားပြီးတော့သူ့ရဲ့အဲ့လိုမြန်းကုန်လေးပေါ့နော်တဝဲကြမှာ9ပြိကြတယ်ခွန်ပိတ်လေးလေးထောက်ပေးထားတယ်ပေါ့နော်ထောက်ပေးထားခြင်းမှာလဲသူ့ရဲ့ဒီ360ဆိုကနန်းကသူနဲ့ဒီ363ဆိုကနန်းလေးကိုပိတ်ရဲ့ ခါနှလုံးပေါ့နော်360လို့ကြာနော်ဒါပထမကတ်ပေါ့နော်ဒုတိယကတ်လေးတော့အောင်မှာနော်ဒုတိယကတ်လေးရောက်တော့လေ၃ညာ၄၈ဖြစ်တယ်၃ထိပ်ကြာတယ်သူ့ရဲ့တော့ကြာမှာ၅လို့စောင်းတယ်တစ်ထိပ်လို့ကြာတယ်ပေါ့နော်သူ့ရဲ့မြင်းကုန်လေးပေါ့နော်၅ပြိလို့ကြာတယ်ကြပါနဲ့ငါးပြိကြချင်တယ်ခွန်လိုလေးကလည်းပိတ်ထားရပေါ့နော်ဒီသူ့ရဲ့ကို35ဆိုရခဏလေးကလည်းသူနဲ့ကိုက်ရပေါ့နော် 395ဆိုတာလေးတက်ဒီ395လဲ935ပေါ့နော်ကျွန်တော်ရေယူဆယူဆပါနော်အဲ့မှာဒါဒုတိယကပ်ပေါ့နော်တတိယကပ်လေးကိုသွားအောင်ပါနော်348ဖြစ်တယ်3ထိပ်ဖြစ်တယ်သူ့ရဲ့ဝဲကြမှာ5လို့စောင်းတယ်သူ့ရဲ့ဝဲကြမှာအဲ့ငင်းကုန်ပေါ့နော်အမှ9ဘရိတ်လို့ခံတယ်9ဘရိတ်ခံပြီးစင်တော့တယ်ဒီမှာခွန်လို့ပိတ်ထားတယ် အပေါက်ကဒီငါးပြည့်ရဲ့အဆောင်လေးမှာပေါ့နော်360ပေါ့နော်360ခဏလေးအတင်လိုက်ပါနော်အဲ့မှာကျွန်တော်ကအဲ့လို lucky ရနေနဲ့ lucky ခွန်နေနဲ့တော့နော်အဲ့ဖြင့်အဲ့ကျွန်တော်မနစ်ကအောင်ထားတဲ့ခဏလေးကိုရရမှာနော်အဲ့မှာဒီလိုရှင်းရှင်းပါတယ်နော်အဲ ဖိုက်ကတားခမထွက်တာမဟုတ်ပါဘူးနော်လေလကူလည်းသူလောက်ထားတာမှန်ရင်လေလကူလည်းကြပါနော်ဒီကွက်တောင်ထဲမှာ10ကွက်ပေါ့နော်အဲရှိတာ10ကွက်ထဲမှာတစ်ကွက်သေးထွက်တဲ့ဆိုင်ပေါ့နော်ဒီကလန်ဒါလေပြန်လုံးမှာ5ကိုတက်ပေါ့နော်5ကိုတက်ပေါ့နော်အဲ့လိုနှစ်ခုစောင်းထားတဲ့ပေါ့နော်လူရနဲ့သူရဲ့၃ဝင်ပေါ့နော်1 2 3ပေါ့နော်ဒီကိုလေးရှိလို့ကြာထားနော် ကိုလေးရှိကြတယ်ဒီကိုလေးရှိကိုပေါ့နော်ကျွန်တော်ယူဆလေးကိုယူလိုက်တာပေါ့နော်အဲ့မှာ तू ကဘယ်လိုယူလဲဆိုတော့ဒီရှေးပေါင်း3ကရှေးပေါင်း3ပေါ့နော်နောက်ပေါင်းခွန်ကဘွားခွန်ပေါ့နော်ရှေးပေါင်း3ကရှေးပေါင်း3နောက်ပေါင်းခွန်ကဘွားခွန်ပေါ့နော်ရှေးပေါင်း3နောက်ပေါင်းခွန်ဆိုလို့ရှိရင်10ခွဲရှိရပေါ့နော်အဲ့မှာရှေးပေါင်း3 ရှေးပေါင်း3နောက်ပေါင်း90ခွဲရှိတယ်အဲ့ဆက်ဝဲထဲမှာပေါ့နော်အဲ့မှာရှေးပေါင်း3နောက်ပေါင်းခွန်ပေါ့နော်အဲ့မှာတိပရိတ်နဲ့ပေါက်တာဆိုတော့ဒီ polish ရတဲ့ဝဲထဲပဲရှိရပါတော့နော်ဒါပထမကပ်ပေါ့နော်အဒုတိယကပ်လေးတော့အောင်နော်အဲ့မှာဒီ89 89ပေါ့နော်ခုနကခုနကစောင်းနေသူရဲ့၃ဝင်ပေါ့နော်၁၂၃စောင်းနေ ရှစ်တနှစ်လို့ကြာပေါ့နော်ရှစ်တနှစ်ဒီကျွန်တော်အရင်ယူပထမအစိုက်လေးတိုင်းယူရပေါ့နော်ရှေးပေါင်းကိုရှေးပေါင်းကိုပေါ့နော်နောက်ပေါင်း၁၀ရာဘွား၁၀လို့ပေါ့တယ်အဟို၁၀ခွဲလိုင်းပေါ့နော်၁၀ခွဲကိုချုပ်လိုက်တာပေါ့နော်၁၀ခွဲကိုချုပ်တော့ဒါမှမဟုတ်ရှေးပေါင်းကိုနဲ့နော်ဘွား၁၀ပေါ့နော်အဲ၁၀ခွဲကိုချုပ်လိုက်တဲ့ချင်တော့လေသူကဘယ်လိုပေါ့ဗျာ တကွထဲပဲထွက်လာကြတေဗရင်းဆို7နှစ်ပေါ့နော်ဒါမနစ်ကကျွန်တော်အောင်ရဟာလေးကိုလာကြီးခွင်နေတယ်ကျွန်တော်အဲမိတ်ဆွေတို့ကိုပြရင်ဖြစ်ပါတယ်နော်အဲ့မှာ7တင်5 7တင်နော်ဒီလိုတူတာသုံးခက်တယ်ပဲရှိအောင်နော်တပြန်လုံးမအဲ့မှာအဲ့လိုကျွန်တော်ရှာအဲ့လိုပေါ်ကျန်တာပြရတော့ရှိမကောင်းရှင်း မရှိအောင်နော်အရှိကောင်းရှိရင်လည်းတောင်းပါမယ်နော်ကျွန်တော်ကအဲ့မှာ၃ကပ်ပေါ့နော်၁၂၃ပေါ့နော်၈ခြောက်ခွန်ကိုကြားပေါ့နော်၈ခြောက်ခွန်ဒီသူ့ရဲ့အပေါ်မှာရှိတဲ့ဒီရှေးပေါင်းလေးကိုရှေးပေါင်းလေးပေါ့နော်နောက်ပေါင်းကဂွာငါပေါ့နော်ဂွာငါလို့ဖြစ်တယ်အဲ့မှာရှေးပေါင်းလေးဂွာငါပေါ့နော်ဒီရှေးပေါင်းလေးကရှေးပေါင်းလေးပေါ့နော်နောက်ပေါင်းကဂွာငါပေါ့နော်အဲ့ဒါကို ကျွန်တော်ဆယ်ခွက်ပေါ့နော်ဆယ်ခွက်လိုင်းကိုဆွဲကြည့်ရပေါ့နော်ဆွဲကြည့်လိုက်တော့ရှင်းအောင်လေးခွာငါပေါ့နော်အဲ့မှာအဲ့တိပ်ဒိတ်နဲ့ဖြတ်တဲ့ကျွန်တော်လေးစစ်ချောက်ခုံဆိုတဲ့ခဏဒီတကွယ်တစ်ပဲရှိရတယ်အဲ့မှာကျွန်တော်ဆယ်ခွက်လိုင်းကိုအဲ့ချဲရလောက်အောင်ရကောင်းလေဗျအဲ့အကွက်တစ်ထောင်ရှိတယ်ဆယ်ခွက်လိုင်းနဲ့ချုပ်အဲ့ဆယ်ခွက်လိုင်းနဲ့မှာတကွယ်တစ်ပဲထွက်တယ် စစ်ချောင်းကောင်တကွက်ထဲမှာပဲထွက်တာနော်အဲ့မှာကျွန်တော်ကနည်းနည်းပဲပေါ့တယ်ဆယ်ခွက်ကိုနောက်တခါစိုက်လဲမယုံတာပေါ့နော်စိုက်ပြီးပြေးဆုံးတော့ပြေးမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်အဲ့ပွဲမှာအဲ့လိုပေါ့ဗျာကျွန်တော် organize အဲ့ပွဲမှာအဲ့လိုခွန်68တို့69ခွန်တို့អော်လိုက်ပါတယ်နော်ဒါကျွန်တော်အဲ့လိုပေါ့ဗျာမိတ်ဆွေတို့အဲ့လို lucky lucky လေးကောင်းခေါ်လိုက်တဲ့ဒါနော်ကျွန်တော်ဒီတစ်ပတ်မှာ အဲ့လိုပေါ့ဗျာအဲ့ဒီမှာဒီဘက်မှာ360အာပေါ့နော်360အာပေါ့နော်အဲ့မှာကျွန်တော်ဟိုဘက်နည်းနည်းလိုသွားတယ်ဗျာအဲ့လိုချက်ပြန်ပြပါမယ်နော်ကျွန်တော်အဲ့မှာဒီ380အာရေပါနော်ကျွန်တော်တစ်ချက်လူသွားလေးဆင်းပြပါအောင်မယ်နော်ဟုတ်ပြီပါနော် ျွန်တော်ကအဲ့ဒါပြပြီးရင်ဒီပထမရိုက်တော့လည်းအဆင်မပြေတော့ဗျာအဲ့နှစ်ခါလောက်ရှိအဆင်မပြေတော့ဒီတစ်ခါတော့ပြလေလူသွားပါတယ်နော်အဲ့မှာ तू ကအဲ့လိုပြန်စားလိုက်အောင်နော်ဒီဟုတ်3 4ရှစ်စောင်းနေ3ထိပ်ဖြစ်တယ်အဲ့မှာသူ့ရဲ့တပွဲကြမှာငါးလို့စောင်းထားတယ်တစ်ထိပ်လို့ခံတယ်အဲ့ငါးလို့စောင်းတာလေးကငါးပြိတ်လို့ရိုက်တယ်ငါးပြိတ်ရိုက်ပြီးတော့ခွန်ပိတ်တယ်ဒီ360လို့ကြတယ် အဲ့မှာဒီ336ပုံเนาะအဲ့မှာဒီ360လေးကိုတခြားပြန်ကြည့်တော့เนาะဒီအဲမှာထွက်ပြီးရခဏဖြစ်နေတယ်ဗျတခြားပုံเนาะထွက်ပြီးရခဏဖြစ်နေတယ်အဲ့တော့ထွက်ပြီးရခဏနဲ့ပြန်ရဆိုကျွန်တော်တို့ကအဲ့ထဲမှာဒီနေ့ဆက်360မကြရသေးဘူးအဲ့တော့ကျွန်တော်တို့ကအဲ့လိုပြန်ဖြတ်လိုက်တယ်เนาะဘယ်လိုဖြတ်လိုက်လဲဆိုတော့ဒီ360လေးကပြန်ကြသူကြမဲ့ချင်ရောလို့ရှိရင်ဒီခါ3လုံးอ่ะပေါ့เนาะခါ3လုံးอ่ะကိုလို့ဖြစ်တယ် နော်သူ့ရဲ့ဘေးမှာရှိတဲ့ဝဲကြောင်မှာရှိတဲ့ခွန်ခါခွန်ထိတ်လို့ဖြစ်တယ်ခွန်ခါခွန်ထိတ်ဖြစ်တယ်ဒီကိုလိုထောင်နဲ့ကိုလိုထောင်ပြီးတော့ဒီ360ဆိုကဏ္ဍလေးပြန်ကြပါဦးနော်ဒါပထမကပ်ပါနော်ကျွန်တော်ဟောရဆိုတာလောသွားလို့ပါနော်အဲမှာဒုတိယကပ်လေးပြန်သွားအောင်ပါနော်348ဖြစ်တယ်3ထိတ်ကြတယ်သူ့ရဲ့တပွဲကြမှာ9လို့စောင်းတယ်တစ်ထိတ်လို့ဖြစ်တယ် ပြစ်ထိတ်ဖြစ်ပြီးရတယ်သူ့ရဲ့တဝဲကမှာငါလို့စောင်းထားလေငါပြိတ်လို့ကြားတယ်ခွန်လို့ပိတ်ထားတယ်ကိုသုံးငါလို့ကြားတယ်သူငါပြိတ်စောင်းမှာเนาะအဲ့မှာဒီသုံးကငါလေးကကိုသုံးငါမို့เนาะကိုသုံးငါလေးကလေဒီနှစ်ထဲမှာပြန်ကြကနန်းဖြစ်နေတယ်ဒီမှာเนาะပြန်ကြကနန်းဖြစ်နေတယ်အဲ့တော့ဒီပြန်ကြကနန်းလေးဆိုလို့ရှိရင်အဲ့မှာဖြစ်ချင်းလေးနဲ့ပြန်ကြနိုင်တဲ့ကနန်းလေးကိုပြန်ယူရပါဘောเนาะခွန်နှစ် တုံရပါเนาะကိုးပါเนาะသူ့ရဲ့တပွဲကြမှာရှိတက်ခါလေးอ่ะအဲ့လိုတစ်ထိတ်လို့ပောက်ပြီးတော့ဒီကိုးလို့ထောင်းတဲ့ကနန်းဒီကနန်းလေးอ่ะပြန်ကြရလားဗောဗျာเนาะကိုးတုံခါလေးကြရပါเนาะအဲ့မှာတတိယကလေးကိုပြန်တော့เนาะတောင်းမှမှာရေเนาะကျွန်တော်နည်းနည်းလောသွားလို့ပါ3648ဖြစ်တယ်3ထိတ်လို့ဖြစ်တယ်ဘဝကြမှာ100လို့ ငားလို့စောင်းတယ်တစ်ထိတ်လို့ကြတယ်ပြည့်ရတဲ့ဝဲကြမှာငားလို့ဖြစ်တယ်ပေါ့နော်အဲ့မှာပြည့်စက်ချိန်မှာဒီခွန်ပိတ်လေးလေးခံပေါ့နော်သူ့ရဲ့စောင်းမှာကြာကနန်းကဒီ360ပေါ့နော်360ကနန်းလေဒီနှစ်သေးကိုမဖြတ်သေးပါဘူးနော်အဲ့တော့ဒီအဲ့မှာဒီထက်ကပြန်ကြကနန်းတစ်ဝက်ဆိုလို့ရှင်လေအဲ့လိုပေါ့ဗျာအကုန်ကိုးတွေကတော့ဒီမှာလဲကိုးတွေဖြစ်တယ်အောက်မှာကိုးတွေဖြစ်တယ်ဒါပေမဲ့ အဲ့လိုပေါ့ဗျာဟိုစောစားကတ်တွေလို့အမှဒီသုံးလောက်ကိုးပုံနော်ကိုးလို့ထောင်းတယ်သူ့ရဲ့ရိုးရဲကမှရှိတဲ့ခါလေးကထိတ်လို့ရိုက်တယ်သူ့ရဲ့ဘေးမှာရှိတဲ့38ဆိုတဲ့ခဏလေးဖြစ်ပါနော်ကျွန်တော်အားလေးအလိုရရလဲအလိုအစမတီယာနဲ့ကြာနှစ်ခါသုံးခါရိုက်ထားလို့ပါနော်အလို အဲ့မှာကျွန်တော်ခဏတော့မိတ်ဆွေတို့အလိုမလုပ်တယ်ကျွန်တော်ဖိုင်လေးကဒါအရန်ကနန်းလေးပါနော်အမှကနန်းရှိပြီးသားပါနော်ဒီကနန်းနဲ့ရန်ကနန်းမှာနော်360အာ380အာပေါ့နော်ဒါကျွန်တော်22ကျင်အတွက်အရန်မှာနော်နောက်ဒီလေကောင်းတာလေးရှိပါရဲ့ညာလုံးတင်ပေးရမယ်နော်ကျွန်တော်ကနန်းလေးကြီးကြိုက်တယ်ဆိုလို့ရှိရင်လည်း comment လေးလည်း ဝင်စေးပေးပါအောင်เนาะဒါကျွန်တော်ကအခြေတွေ့ရတာဗျာလေးကြောင့်တော့အားရှိရလို့ကျွန်တော်ခံစားမိလို့ပါเนาะအားလုံးကျမ်းမှချမ်းသာကြပါစေလူရဆန္ဒပြုပါပါခင်ဗျာ